ျွန်တော်ရဲ့ပြစ်မှတ်ကအလဲထိုးနိုင်ပွေရယူဖို့ပါမယ်ဆိုတဲ့ Sebastian Cadestan နဲ့အရန်ခင်မိမဲ့ပွဲထဲရောက်ရင်တော့အမန်ကန်ပြင်းကြမှာပါဆိုတဲ့အောင်လာအဆန်းကဲအလဝိမင်္ဂလာပါဗျကျွန်တော်ဒီကနေ့မှာတော့အောင်လာအဆန်းအနေနဲ့အနာမယူခင်သူ့ရဲ့နောက်ဆုံးပွဲအနေနဲ့ဒါ Sebastian Cadestan နဲ့ရှင်ပြန်ထူးတက်ရမယ်ပွဲစဉ်ကိုဒါပွဲကျုံတက်ချက်အနေနဲ့ပြုလုပ်တင်ဆက်ပေးတော့မှာဖြစ်တယ်ဗျအဲ့တော့ဒါအောင်လာအဆန်းရဲ့ဒီကစားသမားဘွားနောက်ဆုံးပွဲဖြစ်တာနဲ့အညီဒါသူနဲ့ပတ်သက်ပြီးတော့မှဒါနောက်ဆုံးတော့ပွဲကျုံတက်ချက် ပွဲစဉ်လည်းဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လဲကျွန်တော်အနေနဲ့ဒါအခွင့်အရေးရရှိတယ်လို့ပြောလို့ရတဲ့အပြင်ဒါအွန်လိုင်းဆန်းအနားမယူခင်မှာပဲသူ့ရဲ့ဒီအနားယူမဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးပွဲကြုံတုံးတဲ့ချက်လေးပြုလို့တင်ဆက်ခွင့်ရတဲ့အတွက်ကြောင့်မို့ဒါကျေးဇူးတင်တယ်လို့ပထမဦးဆုံးအနေနဲ့ဒါပြောချင်တယ်ဗျကဲအဲ့တော့ကျွန်တော်တို့ပြည်သက်တွေအားလုံးတည်ကြတဲ့အတိုင်းပဲအွန်လိုင်းဆိုင်ရဲ့ပွဲစဉ်ဟာဆိုရင်တော့ဒါအော်တိုဘာလ၄ရက်နေ့ဒီအပတ်စနေနေ့ဒါနေ့လယ်ပိုင်းဝင်းကျင်လောက်မှာဒါ1.36ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒါဒုတိယခေါင်းပွဲအနေနဲ့ ရှင်ပြန်ထူတက်သွားတော့မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒါ online answer နဲ့ဒီ Sebastian Catastan တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးဒါစိတ်ဝင်စားဖို့ကောင်းတဲ့ဒီအချက်၅ချက်ပေါ့နော်။အဲ့တော့ဘယ်အချက်တွေဖြစ်မလဲဆိုတာကျွန်တော်အသေးစိတ်ဒီ DVD မှာထည့်သွင်းတုံးတက်တင်ဆက်ပြီးတော့ဖြစ်တယ်မနော်အဲ့တော့နံပါတ်1အနေနဲ့ကတော့ဒါ online ဆန်တဲ့ Sebastian Catastan တို့ရဲ့ဒီစိတ်ဝင်စားစရာဒီပွဲကျူစကားတန်ပေါ့နော်အဲ့တော့ဒုတိယအချက်အနေနဲ့ကတော့ဒါ Fighter 2ရဲ့ဒီနောက်ခံတမိုင်းဒီဒီဆွမ်းဆောင်ရည်တွေကိုကျွန်တော်အသေးစိတ် အနိုင်ရှင်တုံတက်တင်ဆက်ပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့တတိယအချက်နေနဲ့ကတော့ fighter ဦးရဲ့ဒီအတာချက်အားနည်းချက်ဒါဘာတွေရှိကြတလဲပေါ့နော်ဒါတွေကိုကျွန်တော်တို့ဖော်ပြပြီးတော့ဖြစ်ပါတယ်အဲ့တော့ number 4အချက်ကတော့ဒါ fighter ဦးစလုံးဒါတတိထားရမယ့်အချက်တွေကိုကျွန်တော်တို့ဒါထက်တွင်ပြောဆိုပြီးတော့ဖြစ်ပါတယ် number 5အချက်ကတော့အနိုင်ရယူဖို့အတွက် blue game plan မျိုးထားတင်တယ်လဲဆိုတဲ့အကြောင်းအရာကိုထက်တွင်ပြောဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့ဒီအချက်5ချက်ထဲမှာဆိုရင်တော့နောက်ဆုံးတော့အချက်တစ်ချက်ဟာ online အဆန်းအတွက် ော်တော်လေးကိုအရေးကြီးတဲ့အချက်တစ်ချက်လို့ပြောလို့ရတယ်ဗျအဲ့တော့ online အစမ်းအနေနဲ့ဒီနောက်ဆုံးတော့အချက်တစ်ချက်ဖြစ်တဲ့ဒီ game plan ကိုသူ့အနေနဲ့ဒါကြိုတင်ပြီးတော့မှဒါပြင်ဆင်ထားမယ်ဆိုရင်တော့ဒါဒီလာမဲ့ပွဲစဉ်မှာဒါသူကအနိုင်ရရှိသွားဖို့များပါတယ်အဲ့တော့ဒီနောက်ဆုံးအချက်က game plan ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ဗီဒီယိုအစအနေအဆုံးကိုကျွန်တော်လိုက်ပါကြည့်ရှုကြည့်လိုက်အောင်ပါ ကဲအဲ့တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီလာမယ့်ပွဲစဉ်အတွက် Fighter နှစ်ဦးစလုံးရဲ့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲကြိုစကားတန်တွေကိုဒါပရိသတ်တွေသိရှိသွားအောင်တင်ဆက်ပေးချင်ပါတယ်။အဲ့တော့ဒီဟာလေးတို့ဒီပွဲကြိုပြောဆိုထားခဲ့တာတွေကိုကျွန်တော်ပြောဆိုပြီးသွားတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့ထင်မြင်ချက်လေးတွေကိုကျွန်တော်ထည့်သွင်းပြောဆိုပြီးတော့ဖြစ်တယ်ဗျ။အဲ့တော့ကျွန်တော်အောင်လကနေပြီးတော့မှစလိုက်ချင်ပါတယ်။အောင်လကတော့ဒီ Sebastian နဲ့ပတ်သက်ပြီးတော့မှဒါအခုလိုပြောဆိုထားတယ်ဗျ။ ဒါကျွန်တော်နဲ့ပွဲကသူဝေတာဝိမှာထူးတက်ခဲ့တော့ကပွဲစဉ်ထက်ပိုပြီးတော့မှခက်ခဲလိမ့်မယ်ကျွန်တော်ရဲ့အယူအဆနဲ့တန်မာမှုတွေကဝေတာဝိတန်ထက်ပိုပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျဒါပွင့်ထိုးရင်သူကတော့ကျွန်တော်ထက်ပိုပြီးတော့မှနေကွေးနိုင်တာပါဒါပေမဲ့လည်းသူကအလက်ဇန်ဒါဂါဖာဆန်လိုလူကောင်ကြီးတဲ့ဖိုင်တာမျိုးနဲ့လိချင်းနေတာဆိုတော့အဆင်ပြေကောင်းပြေနိုင်မှာပါဒါသူကတော့နေရာဘောင်းစုံမှာကောင်းတဲ့ဖိုင်တာတူဖြစ်ပါတယ်ဒါသူတစ်ပြင်းသူ့ရဲ့ဒီခန်စစ်ကစားဟန်ကဒါတကယ့်ကိုကောင်းပါတယ်ဘာမှမဆိုလောက်ပြနိုင်ပါတယ် ရူပတုစူးတင်တဲ့ပွဲကိုကြည့်မယ်ဆိုတော့ဒါသူ့ရဲ့ခံစစ်ကစားပုံကဘယ်လောက်ထိကောင်းတယ်လဲဆိုတာကိုသိမြင်နိုင်မှာဖြစ်ပါတယ်။ဒါ ground skill ကတော့အားနည်းချက်အနေနဲ့ရှိတယ်ထင်ပါတယ်။ဒါပေမဲ့စိတ်ချပါကျွန်တော်ဝင်မလုံးပါဘူး။လက်သီးတွေကိုအတုံးပြုတ်ပြီးတော့မှတိုက်ခိုက်သွားမှာပါ။တယောက်ယောက်ကတော့ဒီပွဲစဉ်မှာလုံးဝအမောက်တိတ်ခံရပါလိမ့်မယ်။ကျွန်တော်တို့ကတငယ်ချင်းတွေပါ။ဒါပေမဲ့တန်စကားဝိုင်းထဲရောက်ရင်တော့အမန်ကန်ပြင်းကြမဲ့တိုက်ခိုက်ရေးတမားစစ်စစ်တွေပါပဲဆိုပြီးဒါမှစကားပြောဆိုသွားခင်တာဖြစ်တယ်ဗျ။အဲ့တော့ ဒီနေရာမှာကျွန်တော်တို့သူ့ရဲ့ဒီပွဲကြိုအင်တာဗျူးကိုကြည့်မယ်ဆိုရင်တော့ online answer ကျွန်တော်အဓိက point တစ်ခုကိုပြောဆိုသွားခဲ့တာတွေ့ရတယ်ဗျအဲ့ဒါကတော့ online answer ကဒါဝင်မလုံးဘူးဆိုပြီးတော့မှဒါပြောဆိုသွားခဲ့တယ်ဗောနော်သူ့အနေနဲ့အဓိကအားဖြင့်သူအားတန်တဲ့ဒီ stand fight ပိုင်းနဲ့ဒီလက်တီထိုးချက်တွေကိုအသုံးပြုပြီးတော့မှဒါတိုက်ခိုက်သွားမယ်ဆိုပြီးတော့မှဒါပြောဆိုသွားခဲ့တယ်ဗောနော်အဲ့တော့ဒီအတွက်ကြောင့်ဒါ online answer အတွက်ကတော့ဒီတစ်ချက်နဲ့တင်ကျွန်တော်စိုးရင်စရာတစ်ခု ရှိနေတဲ့အနေအထားမျိုးရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ကျွန်တော်တပတ်ကအွန်လိုင်းအဆန်နဲ့ပတ်သက်ပြီးဒါပွဲကျူဘလူးစကားတန်တွေပြောဆိုသွားခဲ့တယ်လေကြည့်လိုက်ရအောင်ပါသူကတော့ဒီပွဲအတွက်တည်တည်ချာချာလေးပြင်ဆင်ပြီးအစီအစဉ်ဆွဲထားပါတယ်ဝိကက်လုတဲ့အပိုင်းတွေ training camp ဝင်တဲ့အပိုင်းတွေအပြင်ဒီအစာအာဟာရအတွက်ဒီအာဟာရပညာရှင်တွေရဲ့ဒီညွန်ကြားချက်တွေယူပြီးတော့မှဒီအစာတောက်စားတဲ့အပိုင်းတွေအထိဒါကောင်းကောင်းပြင်ဆင်ထားတယ်အရာအားလုံးအတွက်အဆင်ပြေပါတယ်ကျွန်တော်ဘက်ကဒီပွဲအတွက်တရားရခိုင်တော့အဆင်တင့်ဖြစ်နေပါပြီ အောင်လအန်ဆန်းလိုဂနဝင်ဂျီဖိုက်တာရဲ့နောက်ဆုံးပွဲမှာထိုးတက်ခွင့်ရတဲ့အတွက်ကြောင့်မအရင်ဂုံယူမိပါလေသူနဲ့ကျွန်တော်ကရင်းနှီးတဲ့မိတ်ဆွေတွေပါကျွန်တော်ကိုယ်တိုင်ကလည်းအောင်လရဲ့ပြစ်တတ်တူပါမယ်သူကတကယ့်ကိုကြီးကျယ်ခမ်းနားတဲ့ဖိုက်တာလေသူအများကြီးလုတ်ပြထားပြပါပြီဒီအတွက်ကျွန်တော်တို့သူ့အပေါ်လေးစားမှုအပြည့်ထားရပါမယ်အောင်လအန်ဆန်းရယူပြခဲ့တဲ့အောင်မြင်မှုတွေကိုကြည့်လိုက်ပါဝိတ်တန်နှစ်ခုမှတောင်ချန်ပီယံခက်ပတ်တွေကိုကောင်ကွယ်ပြခဲ့တာလေကျွန်တော်ကဒီလိုဖိုက်တာမျိုးနဲ့ရင်ဆိုင်ရမှာမလို့ပူပြီးစိတ်လှုပ်ရှားမိတာမှာ သူ့အတွက်လည်းကျွန်တော်ကဂျီနှစ်လောက်မှပြိုင်ဖက်မျိုးဖြစ်မယ်လို့ယုံကြည်ပါတယ်သူရဲ့ပြိုင်ဖက်တွေအပေါ်လီစာတက်တဲ့အပြုမှုကိုလည်းသဘောကျပါတယ်ကျွန်တော်တို့တငယ်ချင်းနှစ်ယောက်လီစာမှုအပြစ်နဲ့ထိုးတက်ကြမယ်တယောက်ပဲအနိုင်ရမယ်ပြိတက်တွေလည်းသဘောကျမယ်လို့ထင်ပါတယ်အလားအစံကလည်းသူ့ရဲ့နောက်ဆုံးပွဲကိုအရှုံးခံချင်မှာမဟုတ်ပါဘူးတေချာပြင်ဆင်လာမှာပါကျွန်တော်လည်းတေချာပြင်ဆင်ထားရတာပေါ့ဗျာကျွန်တော်ရဲ့ပြိုင်ဖက်ကအချင်းမဟုတ်ပါဘူးအောင်လားအန်စံကြီးလေသူ့ရဲ့အတွေ့အကြုံကမနှဲလာပါဘူးဒီလိုအန်တီရဲ့အရင်မြင်ရတဲ့ပြိုင်ဖက်မျိုးနဲ့အတွေ့မှာ တေချာမပြင်ဆင်ထားဘူးဆိုရင်တော့ဒီလူကယူနေလို့ပဲဖြစ်မှာပေါ့ကျွန်တော်ကျွန်တော်လည်းအလဲထိုးပါဝါရှိတာပါပဲဒီပွဲမှာကျွန်တော်ရဲ့ပြစ်မှတ်ကအောင်လာအစံကိုအလဲထိုးနိုင်ပွဲရယူဖို့ပါပဲဒီတော့ကျွန်တော်တို့မီးကုံရမ်းကုံကျင်းပြီးပြစ်သက်တွေကိုဖျော်ဖြေချလိုက်ရအောင်ပေါ့ဆိုပြီးတော့မှဇက်ဘစတီယန်ကက်ဒစ်တန်ကပြောဆိုသွားခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဇက်ဘစတီယန်ကက်ဒစ်တန်ပြောဆိုသွားခဲ့တာကိုကြည့်မယ်ဆိုရင်တော့သူ့အနေနဲ့ဒီအောင်လာအစံနဲ့ရှင်ပြန်ထိုးတက်ဖို့အတွက် ဒါတိတိကျကျပြင်ဆင်ပြီးတော့မှဒါအစီအစဉ်ဆွဲထားတာမျိုးတွေ့ရတယ်ဗျ။နောက်ပြီးတော့မှသူအဓိကပြောဆိုသွားခဲ့တာတစ်ချက်ရှိတယ်ပေါ့နော်။အဲ့တော့ဒီပွဲကိုသူ့အနေနဲ့မီးကုံရမ်းကုံဒါကျမ်းပြီးတော့မှဒါပရိသတ်တကူဖြိုဖြေတဲ့ပုံစံမျိုးနဲ့ရှင်ပြန်ထိုးတက်သွားမယ်ဆိုပြီးတော့မှပြောဆိုထားခဲ့တယ်ပေါ့နော်။အဲ့တော့ဒီအချက်ကကျွန်တော်ထင်ပေါ့နော်ဒါအရှုံးနိုင်တဲ့အတွက်ဒါအဓိက point တစ်ခုဖြစ်သွားလိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်။အဲ့တော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ဒီနောက်အချက်တွေမှာဒီအချက်ကိုကျွန်တော်အဓိကဒါ highlight ပြီးတော့မှ ပြောဆိုပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ fighter နှစ်ဦးစလုံးရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲချူစကားတန်တွေကိုပြောပြီးသွားပြီဆိုတော့ကျွန်တော်နံပါတ်1အချက်ကိုတွန်းလိုက်အောင်ပါနံပါတ်1အချက်ကတော့ဒါစွမ်းဆောင်ရည်ပေါ့နော်အဲ့တော့ဒီစွမ်းဆောင်ရည်ကိုတရှိရဖို့အတွက်ဆိုရင်တော့ fighter နှစ်ဦးစလုံးရဲ့ဒါသူတို့ဒီ professional MMA ပွဲစဉ်ပေါင်းရှင်ပြန်ထုတ်တက်ထားခဲ့တာကိုကျွန်တော်တွားပြီးတော့လေ့လာကြည့်ရှုဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒါလူရင်းတူတုပ်ပုံစံမျိုးနဲ့ဒါ fighter နှစ်ဦးစလုံးရဲ့နောက်ခံတမိုင်းအကြောင်းလေးကိုဒါအနည်းငယ်လေးကျွန်တော်ထည့်သွင်းပြီးတော့ပြောဆိုပြီးတော့ဖြစ်ပါတယ်အောင်လကတော့ ဒါ professional MMA ပွဲစဉ်ပေါင်း45ပွဲရှင်ပြန်ထုတ်တက်ထားတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တော့ပွဲပေါင်း30အထိအနိုင်ရယူထားပြီး15ပွဲရှုံးနေထားပါတယ်အဲ့တော့ online က blue fighter မျိုးလဲဆိုတာကတော့ဒါပြည်သက်တွေအလုံးသိရှိပြီးတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ Sebastian Kedestan အကြောင်းကိုကျွန်တော်တွားလိုက်မယ်ပေါ့နော်အဲ့တော့ Sebastian Kedestan ကတော့ဒါ Sweden နိုင်ငံက fighter တူဖြစ်တယ်ဒါအသက်ကတော့35နှစ်ပေါ့နော်အရက်ကတော့9ပြီနဲ့17လမှရှိတယ်ဒါ professional MMA ပွဲစဉ်ပေါင်းကတော့20နဲ့2ပွဲအထိရှင်ပြန်ထုတ်တက်ထားပြီးတော့15ပွဲအနိုင်ရရှိထားပြီးဒါ9ပွဲရှုံးနေထားတယ်ပေါ့နော် အဲ့တော့ तू အနိုင်ရရှိထားတဲ့15ပွဲကျွန်တော်အသေးစိတ်တွန်းပြီးလေ့လာကြည့်ဖို့လိုအပ်တယ်အဲ့ဒီမှာဆိုရင်တော့အလဲထိုးနဲ့အနိုင်ရယူထား73ပွဲအထိရှိထားတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီ fighter ဆိုရင်တော့ဒါ finishing win rate အရရောဒါ finishing rate အရရောတော်တော်လေးကိုမြင့်တဲ့ fighter တဦးလို့ကျွန်တော်တို့ဒါပြောလို့ရတယ်အဲ့တော့ရှုံးနှင်းခင်းတဲ့ပွဲစဉ်ကျွန်တော်ကြည့်မယ်ဆိုရင်တော့အလဲထိုးနဲ့ပွဲစဉ်နဲ့တပွဲပဲရှိထားတယ်ပေါ့နော်အဲ့တော့ချုပ်ကွက်နဲ့က9ပွဲအဲ့တော့ဒီအချက်တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါ तू ရှုံးနှင်းခင်းတဲ့ပွဲစဉ်ကပြောလို့ဆိုအလဲထိုးနဲ့ရှုံးခန်းကတပွဲတည်းရှိတဲ့အတွက်ကြောင့်ဒီ fighter က မာဂုံရှိတဲ့ဖိုင်တာတအုပ်လို့ကျွန်တော်တတ်မှတ်လို့ရတယ်ဗောနော်ချုပ်ကွက်မှာဒါနှစ်ပွဲနဲ့ရှုံးနေထားတော့ကျွန်တော်ကြည့်မယ်ဆိုတော့ဒါ ဒီမြေပြင်ပိုင်းမှာကျွန်တော်အားနေတယ်ဆိုတာကိုကျွန်တော်ရလက်ကြည့်ရှုခြင်းအပြင်ကျွန်တော်တုံးတက်လို့ရတယ်ဗောနော်။ Okay ဒါကတော့ Fighter 2ဦးရဲ့ဒီနောက်ခံတမိုင်းအကြောင်းဒါအနေချင်းလေးပြောပြပြီးတွောင်းခင်တာဖြစ်တယ်ဗောနော်။အဲ့တော့ကျွန်တော်စွမ်းဆောင်ရင်ကိုနိုင်ရှင်ကြည့်လိုက်ရအောင်ပါ။အဲ့တော့ online အစင်းရဲ့ဒီနိုင်ပွဲ30ကိုကျွန်တော်အသေးစိတ်တွောင်းပြီးကြည့်လိုက်မယ်ဆိုတော့သူ့အနေနဲ့ဒီပွဲပေါင်း30မှာဒါနှစ်ပွဲကိုဒါဒိုင်အဆုံးဖြစ်နေဒါနိုင်ရယူထားတာတွေ့ရတယ်ဗောနော်။ကျန်တဲ့ဒီ28ပွဲကိုဒါ finishing လုပ်ထားတယ်ဗျ။အဲ့တော့ဒီအတွက်ကြောင့်မို့ဒါ online အစင်းက ဒါ finishing rate တော်တော်လေးမြင့်တဲ့ fighter တအူးဆိုတာကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါ stand fight ပိုင်းမှာဒါဆွမ်းဆောင်ကြီးကောင်းနေရှိတယ်ဒါပွဲဖြတ်နိုင်မှုမြင့်မားတဲ့ fighter တအူးလို့ကျွန်တော်တို့ဒါတုံးတက်လို့ရတယ်ပေါ့နော်အဲ့တော့ Tony Du ပဲ Sebastian Kadestan ကလည်းဒါ9ပွဲ15ပွဲမှာဆိုရင်တော့သူ့အနေနဲ့တပွဲပဲဒီ decision နဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်ကျန်တဲ့ဒီ14ပွဲလုံးကိုသူ့အနေနဲ့ဒါပွဲဖြတ်ဒါ finishing လုပ်ပြီးတော့မှဒါအနိုင်ရယူထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ fighter နှစ်ဦးစလုံးကတော့ပြောမယ်ဆိုရင်ဒါကတူညီတဲ့အချက်တစ်ချက်လို့ပြောလို့ရတယ်နှစ်ဦးစလုံးက ဒီပြိုင်ဖက်ရီကိုဒါအဆုံးနိုင်တဲ့အပိုင်းမှာကျွန်တော်တော်တော်လေးကိုအာတန်ကြလိုက်ပါတော့အဲ့တော့ရှုံးနေခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်လိုက်ရအောင်ပါ Sebastian Kedestan ကတော့ဒါ6ခွနဲ့2ပွဲအထိရှုံးနေထားတယ်ပေါ့နော်ဒါကျွန်တော် decision တွေက4ပွဲအထိနိုင်ထားတယ်အဲ့တော့ online အဆန်းကိုကျွန်တော်ကြည့်လိုက်မယ်6ခွနဲ့3ပွဲရှုံးနေထားတယ်ပေါ့နော်အဲ့တော့အလဲထိုးနေကတော့ဒါ6ပွဲပေါ့နော်အဲ့တော့ဒီအနေထားချင်းကျွန်တော်ရှင်းကြည့်လိုက်မယ်ဆိုတော့ online အဆန်းကဒီ star fight အနေထားမှာဒါအလဲထိုးခံရတဲ့နှုံထအရဆိုတော့ဒီ Sebastian Kedestan ထက်ဒါအနေငယ်လေး ဒါမြင့်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ submission နဲ့ရှုံးနေထားခဲ့တာကို fighter နှစ်ဦးစလုံးကျွန်တော်တွားပြီး night shift ကြီးလိုက်မယ်ဆိုတော့ online အဆန်ပို့ပြီးတော့မှဒါခံတာလေချုပ်ကွက်နဲ့ရှုံးထားတာ၃ပွဲပဲရှိတယ်ပေါ့နော်အဲ့တော့ဒီလို၃ပွဲဆိုတဲ့အနေထားကဒါပွဲပေါင်း၄၀နဲ့၅ပွဲမှာမှ၃ပွဲပဲရှုံးနေထားတာပေါ့နော် Sebastian Kadestan ကပြောမယ်ဆိုရင်ပွဲပေါင်း၂၀နဲ့၂ပွဲမှာတော့မှသူနဲ့၂ပွဲအထိရှုံးနေထားတာကိုကျွန်တော်ကြည့်မယ်ဆိုတော့ဒီ ground ဘိုင်းမှာဒါ online ထက်ဆိုင်တော့ဒါအားနည်းတယ်လို့ကျွန်တော်တို့ဒါကောက်ချက်ချလို့ရတယ်ပေါ့နော်ဒီတော့ကြောင့်မို့ဒါ fighter နှစ်ဦးစလုံးက ဒီဆွမ်းဆောင်ကြီးဘိုင်းအရာမှာဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ90 90အနေထားမျိုးပေးချင်တယ်ပေါ့နော်အဲ့တော့ Fighter Nous လုံးရဲ့ပွဲမှတ်တမ်းတွေအရာကတော့ online အဆန်းကတာပွဲအတွေ့အကြုံဘိုင်းမှာ Sebastian Kedestan ထက်ကျွန်တော်တာကောင်းတာနိုင်တယ်ဆိုပြီးမဲ့လေကျွန်တော် Sebastian Kedestan ရဲ့ဒီထူးတက်ပုံအရာဒါသူ့ရဲ့ဒီပွဲအတွေ့အကြုံနဲထားတယ်ဆိုပြီးမဲ့လေထူးတက်ပုံ style အရာကတော့ဒါ online အဆန်းအနေနဲ့ကျွန်တော်တို့လုံးဝ short တက်ထားလို့မရဘူးဒါ Sebastian Kedestan ကဒါ key to မဟုတ်ဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါသူ့ရဲ့ဒီ stand fight အနေထားကလုံးဝတာအွန်လိုင်းအဆန်းနဲ့ကျွန်တော်ဒီ level ချင်းကကျွန်တော်တွားပြီးတော့တူညီတဲ့အနေထားမျိုးတိကျွန်တော်ရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်ဒီဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့အမြင်လေးကိုထည့်သွင်းတင်ဆက်ပြီးတွားခင်တာဖြစ်တယ်ပေါ့နော်။အဲ့တော့နံပါတ်3အချက်ကိုတွားလိုက်အောင်ပါ။အဲ့တော့နံပါတ်3မှာကတော့အာတာချက်အားနည်းချက်ဖြစ်တယ်ပေါ့နော်။အဲ့တော့ပရိသတ်တွေအနေနဲ့ရောအွန်လိုင်းအဆန်းနဲ့ Sebastian Kettesen တို့ရဲ့အာတာချက်အားနည်းချက်တွေကဘာတွေဖြစ်မလဲပေါ့နော်။အဲ့တော့ကျွန်တော်စုစည်းထားတဲ့ဒါသူတို့ရဲ့အာသာချက်အမ်းနဲ့ချက်တွေတွေကိုကျွန်တော်ဖော်ပြပေးသွားမယ်ပေါ့နော်အဲ့တော့ ဒီထဲမှာကျွန်တော်လိုအပ်ချက်လေးရှိရှိခဲ့မယ်ဆိုရင်လည်းဒါပရိသတ်တွေအနေနဲ့ဒါဖြည့်သွင်းနိုင်တယ်ပေါ့နော်ဒါ comment မှာဖြစ်ဖြစ်အဲ့တော့ပထမဦးဆုံးအနေနဲ့ Sebastian Kedestan ရဲ့ဒီအားနည်းချက်ကိုကျွန်တော်စလိုက်မယ်ပေါ့နော်ဒီအားနည်းချက်ကိုပြောရမယ်ဆိုရင် Sebastian Kedestan ကသူ့ရဲ့ဒီကစားပုံလေးရကျွန်တော်ဒီပွဲစဉ်တော်တော်များများသွားပြီးလိမ့်လာကြည့်တဲ့အချိန်မှာဆိုရင်တော့ဒီ aggressive အယမ်းဆန်တဲ့ဒါဖွင့်ထိုးတယ်ပေါ့နော်ပြောရမယ်ဆိုတော့ဒီအမိုက်ကစားတယ် get ကိုကျွန်တော် ဒီများတော့အဖြစ်တော်တော်လေးဒီချပြီးတော့မှကစားတာမျိုးကျွန်တော်တို့တတိထားမိတယ်ပေါ့နော်အဲ့တော့နောက်ထပ်အားနည်းချက်ကိုပြောမယ်ဆိုတော့ဒီ ground ပိုင်းပေါ့နော်ဒီပြိုင်ဖက်တွေနဲ့ဒါဒီ ground ပိုင်းကျွန်တော်တို့အလယ်အလက်လောက်ကောင်းတဲ့ fighter တွေနဲ့တွေ့မယ်ဆိုရင်တော့မှဒီ Sebastian Kedestan ကဒါ ground ပြီးခံလိုက်ရတဲ့အနေအထားမျိုးတွေကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲ့တော့နံပါတ်3အချက်ဆိုရင်တော့ဒါလှုပ်ရှားမှုဖြစ်မယ်ဗျအဲ့တော့လှုပ်ရှားမှုဘာကြောင့်ကျွန်တော်ထည့်သွင်းရတယ်လဲဆိုရင် Sebastian Kedestan ကသူ့ရဲ့ဒီပုံမှန်ထူးတက်နေ နေကြဝိတန်ကတာဝေတာဝိတန်ဖြစ်တယ်မဟုတ်လားဒီသူကတာအွန်လိုင်းအဆန်းနဲ့ရှင်ပြန်ထိုးတက်သွားမယ့်ပွဲစဉ်မှာဒါဝိတန်တက်ပြီးတော့မှဒါရှင်ပြန်ထိုးတက်မှာဖြစ်တယ်ပေါ့နော်ဒါဝိတန်တန်ရတဲ့အကြောင်းရင်းကလည်းဒါဇက်ပစတင်ကတက်စတန်ကတာပြီးခဲ့တဲ့ပွဲတွေမှာသူ့ကိုပွဲတယ်တယ်ပေါ့နော်ပွဲတယ်ပြီးတော့သူကဒါဝေတာဝိအနေထားမှာသူကဝိကြော်တာတွေကျွန်တော်ဒီဝိမအောင်တာတွေရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဝမ်ချမ်ပီယံရှစ်ကလည်းသူ့ကိုဒါမီဒဝိတန်ကိုပဲတက်ပြီးတော့မှထိုးမလားဆိုတဲ့ပုံစံမျိုးနဲ့ ဒီ middleweight တန်းမှာကျွန်တော်ပွင့်တယ်ပေးလိုက်တာဖြစ်တယ်မနော်အဲ့လိုအနေထားမျိုးမှာဒါ online နဲ့တွားပြီးမှတူသွားခဲ့တယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျအဲ့တော့ဒါကတော့ကျွန်တော်ဒါမြင်တွေ့ထားတဲ့ Sebastian Kadastan ရဲ့ဒီအားနည်းချက်၃ခုဖြစ်တယ်မနော်အဲ့တော့အာတာချက်ဘာလို့ရှိမလဲမနော်အာတာချက်အနေနဲ့ကတော့ဒါမွေထိုင်းနောက်ခံရှိတဲ့ဒူးတောင်ပြီးပြီဆိုရင်ဒီမွေထိုင်း clinch တွေဒါတော်တော်လေးကောင်းလာမျိုးကျွန်တော်တွေ့ရတယ်ဗျအဲ့တော့ number 1အနေနဲ့ကတော့ပြောရမယ်ဆိုတော့ ဒီတပ်ပေါက်စုံလင်းတာပေါ့နော်တပ်ပေါက်စုံလင်းနေဆိုတဲ့ဘိုင်းမှာဒီဒူးတတောင်မဟုတ်ဘဲနဲ့ဒီ spinning bucket တွေကျွန်တော်ဒီတိုက်ကွက်နည်းနည်းဒီ online နဲ့ဆိုင်နည်းနည်းလေးဒီစုံအောင်ထုတ်တက်နိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အာသာချက်ဖြစ်တယ်အဲ့တော့ကျွန်တော် online ဖက်ကိုတွန်းလိုက်အောင်ပါ online ရဲ့ဒီအာသာချက်ကတော့ဒါပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ဒီ standby ပိုင်းမှာဒါတော်တော်လေးကောင်းတဲ့ fighter တူဖြစ်တယ်အဲ့တော့ဒီ standby ကောင်းတာတပိုင်းပေါ့နော်ဒုတိယပိုင်းကတော့ online ကဒါ power ရှိတဲ့ fighter တူဖြစ်တယ်အဲ့တော့ နောက်ထပ်အားသာချက်တစ်ခုကိုပြောရမယ်ဆိုအောင်လကဒီအထူးသဖြင့်ကျွန်တော်ဒါသူ့အနေနဲ့ဒီ one championship မှာရှင်ပြန်ထူးတက်ထားခဲ့တဲ့နောက်ဆုံးတော့ပွဲစဉ်၄ပွဲ၅ပွဲလောက်ကိုကျွန်တော်အသေးစိတ်တွားပြီးလင့်လာကြည့်လိုက်မယ်ဆိုအောင်လကအရင်ကနေတိတ်မတူတော့ဘူးဒီကျွန်တော် gap ပုံ gap ဒီဒါလုံလာတယ်ဗောနော်အရင်တော့ဆိုနည်းနည်းလေးကြာတယ်ဒီနောက်ပိုင်းကျွန်တော် gap ကိုအဓိကကျွန်တော်တေချာလေးလုံအောင်ဒါကစားတဲ့ပုံစံမျိုးတွေကျွန်တော်တွေးရတယ်အဲ့တော့ဒါကတော့ကျွန်တော်အာသာချက်တွေဖြစ်တယ်ဗောနော်အာမေချက်အနေနဲ့ပြောရမယ်ဆိုတော့အောင်လအန်ဆန်းကသူ့ရဲ့ဒီ ထုတ်တပောက်တွေကပြောမယ်ဆိုတော့နည်းနည်းလေးဒီလီးလံတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့နံပါတ်1အချက်ကတော့လှုပ်ရှားမှုနေတယ်အဲ့တော့ပထမအချက်မှာကတော့ကျွန်တော်ဒီလက်တီထိုးချက်တွေကန်ချက်တွေဒါအနည်းငယ်နေတာပြောတာပေါ့နော်နံပါတ်1တစ်ချက်ကတော့ကျွန်တော်အားလုံးကျွန်တော်ဒီ body movement တွေရော footwork တွေရောအကုန်လုံးပေါ့နော်ဒါအနည်းငယ်နေတာကိုကျွန်တော်ဆိုလိုတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ရှာမီအာတူဂန်နဲ့ဒါဒုတိယမြောက်ပွဲစဉ်ကျွန်တော်တွားပြီးကြည့်လိုက်မယ်ဆိုတော့အော်လန်ဆန်ကဒီလှုပ်ရှားမှုပိုင်းမှာဒါအရင်ကနဲ့ကျွန်တော်တို့ ဒီတူးမြင့်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပွဲကိုတော့ဒါကျွန်တော်အကြာကြီးမကြည့်လိုက်ရဘူးဒါတော်တော်နှမျောဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်အနေနဲ့ဒါအကယ်၍ဒါကျွန်တော်အဲ့ပွဲစဉ်ကပထမချီရဲ့ဒီကျွန်တော်တမင်းနှမင်းလောက်မှာဒါရှောင်မီအောင်ဒုကန်အောင်လောက်ကိုဒါအဆုံးမတက်နိုင်ခဲ့ဘူးဆိုရင်တော့အောင်လအနေနဲ့ဒါတချီလောက်ပဲထူးထူးနှချီပဲထူးထူးပေါ့နော်ကျွန်တော်ဒါသူ့ရဲ့ဒီလှုပ်ရှားမှုဒါမြင့်တင်လာတဲ့အပိုင်းကိုဒါမြင်တွေ့ရနိုင်ချေရှိတယ်လို့ကျွန်တော်ဒါခံယူခဲ့တယ်ပေါ့နော်အဲ့တော့ ဲ့ဒီရှောင်မီအော်တိုဂန်နဲ့ပွဲစဉ်မှာအောင်လကကျွန်တော်ပွဲဆလာနဲ့လုံးဝလှုပ်ရှားမှုကအရင်တော့ကနေမတူဘဲလင့်လင့်မြန်မြန်ကိုကျွန်တော်လှုပ်ရှားပြီးတော့ပွဲကိုချင်းကပ်လာတာမျိုးတွေ့ရတယ်ပေါ့နော်။ဒါကန်တော့မကောင်းမင်းနဲ့ကျွန်တော်ဒီရုပ်ဆိုးပန်းဆိုးနဲ့ဒါဒီကန်ခင်လိုက်ရတယ်ပေါ့နော်။တို့ပေမဲ့လေဒါအဓိကကျွန်တော်ဆိုလိုချင်တာကအောင်လက movement ကိုသူ့အနေနဲ့ဒါမြင့်တင်လာဖို့များတယ်ပေါ့နော်။အဲ့တော့ဒီ Sebastian Caterstan နဲ့ပွဲမှာဆိုရင်အောင်လကထူနီးတူပဲသူရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ဒီလှုပ်ရှားမှုကိုကျွန်တော်ပြန်ပြီးတော့မှဒီတိုးမြင့်ပြင်ဆင်လာမယ်လို့ယုံကြည်တယ်ပေါ့နော်။အဲ့တော့ဒါကတော့ ဒါကျွန်တော်အနေနဲ့ဒီမြင်တွေ့ထားတဲ့ဒါအောင်လာနဲ့ဇဗစတင်ကက်ဒစန်တို့ရဲ့အာသာချက်အားနည်းချက်တွေဖြစ်နေပါတော့အဲ့တော့ဒီနောက်ထပ်ကျွန်တော်အာသာချက်အားနည်းချက်တွေရှိဦးမယ်ဆိုရင်ကျွန်တော်ဒါဖော်ပြပြီးသွားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီအာသာချက်အားနည်းချက်တွေကိုဖော်ပြပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်နံပါတ်၄အချက်ကိုသွားလိုက်အောင်ပါနံပါတ်၄အချက်ကတော့ဒါသတိထားရမယ့်အချက်ပေါ့နော်အဲ့တော့အောင်လာအန်ဆန်အနေနဲ့ကဇဗစတင်ကက်ဒစန်ကိုသတိထားရမယ့်အချက်ဆိုလို့ကျွန်တော်အဓိကအားပြန်တော့၂ချက်ပဲရှိတယ်နံပါတ်၁အချက်ကတော့ကျွန်တော်ဒီတံတောင်ပြဒီတံတောင်က ကျွန်တော် fighter တွေဘလောက်ပဲမာတယ်ပြောပြောပေါ့နော်ဒါ ठी မိမယ်ဆိုရင်တော့ဒါကြသွားနိုင်မှုများတယ်ဒါလက်တီထိုးချက်မှာလည်းဒါ fighter နှစ်ဦးလုံးကဒီလုံးဝကျွန်တော် knock out power တွေရှိတယ်ဆိုပေမဲ့ဒီလက်တီထိုးချက်ကပြောမယ်ဆိုရင်တော့ဒီတရောင်ထက်ဆိုင်တော့ဒါ counter တွေလို့ကျွန်တော်ပြောလို့ရတယ်ပေါ့ဒီအတွက်ကြောင့်ကျွန်တော်အောင်လာအနေနဲ့ Sebastian Kedestan ရဲ့ဒီတရောင်ကိုလုံးဝ give ဆိုင်ရပါမယ်အထူးသဖြင့်ကျွန်တော် Roberto Zutin နဲ့ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ Sebastian Kedestan ကဒီမွေထိုင်းကျွန်တော် ီတရောင်ချိုက်ချက်ဝင်လိုက်တဲ့ချိန်မှာတခါလေကျွန်တော်ဒါရိုဘတ်ဒိုဆူတစ်ကလဲချသွားခင်တာဖြစ်တယ်ပေါ့နော်အဲ့လိုအနေထားမျိုးကိုကျွန်တော်အွန်လိုင်းဆန်းနေနဲ့ဒါဂယူဆိုက်တင်နေအဲ့တော့နံပါတ်1ကတော့ဒီဒူးတိုက်ချက်ဖြစ်နေဗျဒူးတိုက်ချက်ဆိုတဲ့နေရာမှာကျွန်တော်ဒီ clinch ဒူးတိုက်တဲ့အပိုင်ရောပါမယ်ဒါမှမဟုတ်လေရိုးရိုးကျွန်တော်အကွာအဝေးချားနေနဲ့ထိုးတက်နေတဲ့ချိန်ဒီဒူးတိုက်ချက်ကိုအွန်လိုင်းဆန်းနေတာတတိထားတင်တယ်လို့မြင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ဒီဒူးတိုက်ချက်က ဒီအောင်လအန်ဆန်းနဲ့တွားပြီးနိုင်ရှင်ကြီးလိုက်ပြီဆိုတော့အောင်လကလည်းဒါဒုတိုက်ချက်တုံးနေဆိုပေမဲ့ဒါ Robertus Robertus Sutton ဖြစ်သွားရေး sorry Sebastian Kadastan ကဒီဒုတိုက်ချက်မှာဒါပို့ပြီးတော့မှသူ့ရဲ့ကစားပုံကိုအရကျွန်တော်ဒူးထုတ်တုံးတော့ကြည့်မယ်ဆိုတော့ဒါအသားကျတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဗျနော်အဲ့တော့ဒီတပ်ပေါက်ပိုင်းမှာတော့အောင်လတက်နည်းနည်းလေးဒီစုံနေလေးလို့ပြောလို့ရတယ်ဒီတခါတလေကျရင်သူ့အနေနဲ့ဒီတပ်ပေါက်ကမထင်မှတ်ထားတဲ့ဒီ spinning back လို့ spinning back ဖြစ်နေတာအမျိုးမျိုးဝင်လာတက်တယ်ဗျနော်အဲ့တော့ဘယ်လိုပဲပြောပြအတိအကျကျွန်တော်အထူးသတိပြုရမယ့် အချက်ကတော့နှစ်ချက်ပဲရှိတယ်အဲ့တော့ဒီဒရောင်ရဲချင်းနဲ့ဒူးတိုက်ချက်ကိုကျွန်တော်မခံရအောင်ကျွန်တော် online အဆက်နေနဲ့ defend လုပ်ပြီးတော့ကစားသွားဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့တော့တပတ်ကကျွန်တော်ဒီ Sebastian Cadestan အတွက်ပြောမယ်ဆိုတော့သူ့အနေနဲ့တတိထားမဲ့အချက်ဆိုလို့သူ့ရဲ့ဒီမဟာအားနည်းချက်ပေါ့နော်အဲ့ဒါကတော့ gap point ပြီးတော့မှကစားတာပြောမယ်ဆိုတော့အမိုက်ကစားတယ်ပေါ့နော်သူ့ပွဲကိုကျွန်တော်ကြည့်လိုက်မယ်ရှာထုတ်ပြတာတို့ပွဲမှာနည်းနည်းလေးကျွန်တော်တို့ဒီကကပြတဲ့ဟန်ပုံစံမျိုးတို့ ဒီကိုဟာအမူအရာတွေတုံးတယ်ပေါ့နော်အဲ့လိုအနေထားမျိုးကဒါသူ့အတွက်စိုးရင်တဲ့အနေထားမျိုးရှိတယ်အောင်လအဆန်းနဲ့ပွဲမှာကျွန်တော်အဲ့လိုတော့သွားလှုပ်လို့တော့မရဘူးလို့မြင်တယ်မြတ်အကယ်၍ဒါကျွန်တော်အဲ့လိုမျိုးဒီဂက်ကိုဖွင့်ပြီးတော့မှနည်းနည်းလေးဒီကိုဟန်ပြလိုက်ပုံစံမျိုးနဲ့ကစားမယ်ဆိုတော့အောင်လရဲ့ဒီလက်တီမိမယ်ဆိုတော့သူ့အနေနဲ့လုံးဝဒါကြသွားနိုင်ခြင်းရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဖိုင်တာနှုတ်စလုံးအတွက်ကျွန်တော်သတိထားမယ့်အချက်ဖြစ်တယ်ဒါအောင်လကတော့အစောပိုင်းမှာပြောခဲ့သလိုပဲဒီတတောင်နဲ့ဒူးကိုသတိထားနိုင်မယ်ပေါ့နော်ဒါဆိုရင်တော့သူ့အတွက်က ဒါအရင်ကြီးစိုးရင်ရတဲ့အနေထားမျိုးတော့မရှိဘူးအဲ့တော့ fighter နှစ်ဦးစလုံးကဒါလဲထိုးပါဝါရှိကြတယ်ဆိုပြီးမဲ့လဲကျွန်တော်တေချာလေးကျွန်တော်ကစားပုံရတော်ပြီးတော့မှအသေးစိတ်ဒါချင်းကက်ကြည့်လိုက်မယ်ဆိုတော့ online ကဒီကတ်လုံတဲ့အပိုင်းကသူ့အတွက်ဒါတပိုင်းခံတာသွားခဲ့တယ်မနော် Sebastian Gattson gap ဖွင့်နေဆိုတော့ဒီအနေထားကိုကျွန်တော်နိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ online ကနိုင်တဲ့အနေထားမျိုးတစ်ခုရှိတယ်ပေါ့နော်အဲ့တော့ Sebastian Gattson ကတော့ weight တင်တဲ့အနေထားမှာအစောပိုင်းကကျွန်တော်ပြောခဲ့သလိုပဲလှုပ်ရှားမှုအရာက ဒါသူ့ရဲ့မူလဝေဒဝိတန်မှာဆိုတော့အွန်လနဲ့မြန်ကောင်းမြန်လိမ့်မယ်ဒါမေဒဝိတန်တက်လာမယ်ဆိုတော့ဒီအနေငယ်လေးနေသွားမယ်ပေါ့နော်အဲ့ဒီနေသွားတဲ့ဒီထူးချက်လှုပ်ရှားမှုတွေကဒါအွန်လနဲ့ကျွန်တော်တော်မီနိုင်ရှင်ကြည့်လိုက်မယ်ဆိုတော့ဇဘစတင်ကတစတန်ကတော့မအနေငယ်လေးမြန်ကောင်းဒါသူ့ရဲ့လှုပ်ရှားမှုကမြန်ကောင်းမြန်နိုင်မယ်ပေါ့နော်ဒါပေမဲ့လေကျွန်တော်ဒါတိတ်တော့မတိတောင်းပြအဓိကအပြည့်တော့ကျွန်တော်ဖိုင်တာနှစ်ဦးစလုံးကဒါရှင်ထိုးကြမဲ့အနေထားမှာအောင်လာဆန်းကကျွန်တော်ဂက်လုံတယ်ဇဘစတီယန်ကက်တစတန်ကဂက်ဖွင့်တယ်ဆိုတော့ ဒါကျတို့ night ရှင်ကြည့်လိုက်မယ်ဆိုတော့ Sebastian Cadestan ကနည်းနည်းလေးရှုံးနိုင်တဲ့အနေထားကဒါလမ်းကြောင်းအရာကျွန်တော်ပေါ်နေနေတာမျိုးတွေ့ရတယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်နံပါတ်၄အချက်နဲ့ပတ်သက်ပြီးဒီသတိထားရမယ့်အချက်ကိုဒါထည့်သွင်းပြောဆိုသွားခင်တာဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်အရေးကြီးဆုံးအချက်ကိုတွားလိုက်အောင်ပါ။အရေးကြီးဆုံးအချက်ကတော့ဒါအနိုင်ရယူဖို့အတွက်ဒါဘလို game plan မျိုးထားတင်တယ်လေပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့တူတယောက်တည်းအမြင်ရပြောမယ်ဆိုတော့ကျွန်တော်ဒီနံပါတ်၄အချက်မှာအဖြေကပါသွားတယ်ပေါ့နော်။အောင်လာအနေနဲ့အနိုင်ရယူဖို့အတွက်ဆိုရင်တော့ ဒါသူကဒီ get လုံလုံနဲ့ပေါ့နော်ဒါကျွန်တော်တို့ပွဲကိုအခွင့်အရေးရတဲ့အချိန်မှာလုံးဝဒီသူ့ရဲ့ဒါလဲထိုး power တွေနဲ့ဒါအဆုံးတက်သွားတာကတော့ဒါတပိုင်းပေါ့နော်အဲ့တော့နောက်ထပ်တပိုင်းအနေနဲ့ကတော့ online ansan ကဒါသူ့အနေနဲ့အကယ်၍တော့ပေါ့နော် sebastian catastan ကိုဒီ standfight ပိုင်းမှာဒါအခွင့်အရေးမရခဲ့ဘူးဆိုရင်တော့ဒါထိတ်တောင်းရယူတဲ့ပုံစံမျိုးနဲ့ဒီအပေါ်စီးကနေ ground punch ပုံစံမျိုးနဲ့ဒါအဆုံးတက်သွားတင့်တယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ပွဲချုံမှာပြောထားခဲ့တာက online ansan အနေနဲ့ ဒီဝင်မလုံးဘူးလို့ကျွန်တော်ပြောဆိုခဲ့တယ်ပေါ့နော်အဲ့ဒီတစ်ချက်ကအွန်လန်အတွက်တော်တော်လေးကိုစိုးရင်ရတယ်အဲ့တော့အွန်လန်ကကျွန်တော်များတော့အဖြစ်သူကဒီပွဲချုံမှာပြောဆိုထားခဲ့တာဆိုရင်တော့တကယ်ကျွန်တော်ပွဲထဲရောက်ရင်တော့ကျွန်တော်ရဲ့မိရသူပြောထားခဲ့တဲ့စကားအခမ်းအနဲရှိတာကြောင့်ဒီ ground ပိုင်းနဲ့ကျွန်တော်ဆော့ဖို့ဆိုတော့တိတ်ပြီးမှဖြစ်နိုင်ဘူးဒီအတွက်ကြောင့်ဒါ stand နဲ့ပို့ပြီးတော့မှဒါရှင်ပြန်ထိုးတက်သွားဖို့များတယ်ပေါ့နော်အဲ့တော့ဒီလိုအနေထားမျိုးမှာကအွန်လန်အတွက်ကဒီ ground ပိုင်းမှာကသူ့အတွက်နည်းနည်းလေး ြောမယ်ဆိုတော့ဒါနစ်နာတယ်လို့ပြောလို့ရတယ်ဗျာသူကတော့အဲ့လိုစကားခံထားတဲ့အတွက်ကြောင့်ပေါ့အကင်းရတာစကားမခံထားဘူးဆိုတော့ကျွန်တော်အနေနဲ့ဒီဒုတိယကျွန်တော် game plan အနေနဲ့ပေါ့နော် first plan ကအစောပိုင်းကျွန်တော်ပြောလို့လို့ရှင်ထိုးမယ်ပေါ့နော်သူက get လုံတဲ့အနေထားနေအခွင့်ရေးရှာပြီးတော့မှဒါလဲထိုးလို့ရတဲ့အနေထားမျိုးတစ်ခုရှိတယ်အဲ့တော့ second plan ကပေါ့ဒါပထမတစ်ခုအလုံးပြစ်ခဲ့ရင်ဒုတိယတစ်ခုကဒါထိတ်တောင်းရယူပြီးတော့မှဒါ ground punch ပုံစံမျိုးနဲ့ဆုံးသက်လို့ရတယ်ပေါ့နော်အဲ့တော့အောက်လက်က rainier ကိုကျွန်တော်တို့ ရိုင်းနီယာတို့ရှောင်းမီယာတို့ဂန်တို့တကယ်ကျွန်တော်တက်လူတွေဖြစ်တဲ့ဒါ ground ဘိုင်းမှာကောင်းလာပါတယ်နဘန်းဘိုင်းမှာကောင်းလာပါတယ်ဆိုတဲ့ fighter တွေကိုဒါရှုံးနေခဲ့တဲ့အတွေ့အကြုံကောင်းတွေဒါရှိခဲ့ဘူးတယ်ပေါ့နော်သူအနေနဲ့အဲ့ဒီရှုံးနေခဲ့တဲ့ပွဲစဉ်တွေကနေပြီးတော့အတွေ့အကြုံကောင်းတွေရယူထားတဲ့အပိုင်းတွေရှိမယ်သူအနေနဲ့ဒီ ground ဘိုင်းကိုပြန်ပြီးမြင့်တင်ထားတဲ့အပိုင်းတွေရှိမယ်ပေါ့ဒီအတွက်ကြောင့်ဒီ ground ဘိုင်းက Sebastian Kadastan ထက်တာတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့လုံးဝကျွန်တော်ချင်းတွေပြောလို့ရတယ်ပေါ့နော်အဲ့တော့ Sebastian Kadastan ကပြောမယ်ဆိုတော့ဒါသူ့အတွက်က ဒါနိုင်ဖို့အတွက်ဆိုရင်တော့ဒီ stand about ပဲရှိတယ်ဗောနော online ကကျွန်တော် second plan ရှိတယ်အဲ့တော့အနေထားက online ကသူ့အနေနဲ့ဒီ win မလုံးဘူးလို့ပြောခဲ့တဲ့အတွက်ကြောင့်မို့ဒါ stand fight ဖြစ်သွားမယ်အဲ့တော့ဖြစ်သွားတဲ့အနေထားမျိုးမှာဆိုတော့အစောပိုင်းမှာကျွန်တော်ပြောဆိုခဲ့တယ်လို့ပဲဒီပွဲကိုတိတိကျကျကျွန်တော် defend လုပ်ပြီးတော့မှဒါကစားသွားဖို့အရေးကြီးတယ်အဲ့တော့ဒီတတောင်နဲ့ဒူးကိုကျွန်တော်အထူးသတိထားမယ်အဲ့တော့အဲ့ဒီပိုင်းကိုအထူးသတိထားမယ်ဆိုရင်တော့ကျွန်တော်ရဲ့ အမြင်ရဆိုရင်တော့ online အစမ်းအနေနဲ့ဒီလာမယ့်ပွဲစဉ်မှာ Sebastian Caderson ကိုဒါလဲထိုးနဲ့အနိုင်ရယူတောင်းနိုင်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့တပတ်ကကြည့်မယ်ဆို online ကစားပုံကဒါ get လုံနေပေါ့နော် Sebastian Caderson ကဒါကျွန်တော်အချက်တုံးမှာပြောဆိုသွားခဲ့တဲ့အာသာချက်အာနေချက်မှာကနေသူ့အနေနဲ့ဒါသူရှုံးမဲ့ဒါအာနေချက်တစ်ခုကဒါအွန်လိုင်းအဆန်းအတွက်ဒါနိုင်ဖို့အဖြေတစ်ခုတော့မှဖြစ်နေတယ်ပေါ့။အဲ့တော့ကတော့ဒါ gap ဖွင့်ရကစားတာပေါ့နော်။အဲ့တော့အဲ့လို gap ဖွင့်တဲ့ကစားဟန်ကိုအွန်လိုင်းအဆန်းအနေနဲ့မိမိရဲ့ရကျွန်တော်တို့ဒါလက်တီထိုးချက်တွေဝင်နိုင်မယ်ဆိုတော့ဒီပွဲစဉ်ကအွန်လိုင်းနိုင်ဖို့အတွက် ဖြစ်မင်းလို့ကျွန်တော်ကတော့ဒါထင်မြင်ထားတယ်ဗျအဲ့တော့ပရိသတ်တွေအနေနဲ့ရောအွန်လိုင်းအဆက်အနေနဲ့အနိုင်ရယူဖို့အတွက်ဆိုရင်တော့ဘလို့ game plan မျိုးထားတဲ့လေဒါအွန်လိုင်းကအနိုင်ရယူသွားနိုင်ချေရှိသလားဒါမှမဟုတ်ရင် Sebastian Kedestan ကအနိုင်ရယူသွားနိုင်ချေရှိသလားပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အောက်က comment မှာဝင်ရောက်ဆွေးနွေးတောင်းပြဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါတယ်ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြီးစုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ season တင်ဆက်သူ Joseph ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နေကြပါစေ